ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်ဧပြီလ23ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့်ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းနဲ့ပြည်တွင်သတင်းကတော့ပုံရမ်းမင်းကြီး Francis ပြန်လည်တော်မူခြင်းအတွက်ယာယီသမ္မတဒေါ်လာရှိလာကဝန်ထမ်းကြောင်းတွင်လွှာပေးပို့တဲ့သတင်းပဲဖြစ်ပါတယ်။ April 22ရက်မနက်9:35မိနစ်မှာ Vatican ရှိ Casa Central Martini မှာပြန်လည်တော်မူသွားခဲ့တဲ့ပုံရမ်းမင်းကြီး Francis ပြန်လည်တော်မူခြင်းအတွက်ယာယီသမ္မတဒေါ်လာရှိလာကအမျိုးသားညီညွတ်ရေးဆိုရနဲ့မြန်မာပြည်သူများကိုစားဝန်ထမ်းကြောင်းတွင်လွှာကို April 22ရက်မှာပေးပို့ခဲ့ပါတယ်။တွင်လွှာမှာပြီးခဲ့တဲ့သတင်းပတ်ကပင်ပုံရမ်းမင်းကြီး Francis က မြန်မာနိုင်ငံရှိငရင်တန်ခံရဲရွာများကိုထောက်ပံ့ကူညီရန်ရဲရဲရော်ရော်လှူဒန်းမှုတစ်ခုပေးပို့ခဲ့ကြောင်း၂018ခုနှစ်မှာမြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီးတဲ့အစပြီးရိုဟင်ဂျာတိုင်ဝမ်အားအခွင့်အရေးအပြည့်အဝပေးရန်မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ဒီမိုကရေစီလမ်းကိုရှောင်လန်းခဲ့တဲ့ကျောင်းသားဆန္ဒပြပွဲများကိုအောက်မေ့အမှတ်ရစေဖို့အတွက်၎င်းရဲ့ Sunday Angelus မင်းကွန်းကိုအကြိမ်ကြိမ်သုံးပြုခဲ့ကြောင်းအထူးသဖြင့်ဖြစ်ပွားနေတဲ့တိုက်ပွဲများနဲ့ထိခိုက်လွယ်တဲ့ကလေးငယ်များတက်ကြီးရွယ်အုံများအချင်းအကျခံရသူများကြားလာသူများဒုက္ခသည်များနဲ့မြန်မာပြည်သူလူထုတရလုံးအတွက်လေးနက်တဲ့ဂိယူနာကိုဖော်ပြခဲ့ ဲ့ကြောင်းပါရှိပါတယ်မြန်မာနိုင်ငံငြိမ်းချမ်းရေးကိုအားလုံးပါဝင်နိုင်တဲ့တွဲဆုံဆွေးနွေးမှုပြုလုပ်ဖို့တောင်းဆိုခဲ့ကြောင်း2021ခုနှစ်မှာမြန်မာစစ်တပ်ကအာဏာသိမ်းဖို့ကြိုးပမ်းပြီးတဲ့နောက်ရောမမြို့မှာနေထိုင်တဲ့မြန်မာကက်သလစ်ဘာသာဝင်များအတွက်အထူးအဆုဝေးတရက်ကိုကျင်းပခဲ့ပြီးမြန်မာစစ်တပ်ရဲ့ကြမ်းဖက်မှုနဲ့ဖိနှိပ်မှုများကိုပြန်လည်အမှတ်ရစေကမူစီလုံးညီညွတ်မှုထားရှိရန်အမှန်တရားကိုစောင့်ရှောက်ရန်နဲ့ပြုံလင်းချက်မဆုံးရှုံးစေရန်ဆုဝေးသူများအားတောင်းဆိုခဲ့ပြီးဖျားသခင်သည်စိတ်နှလုံးအလုံးကိုငြိမ်းချမ်းသောအဖြစ်သို့ပြောင်းလဲနိုင်စေရန်ဆုတောင်းပေးခဲ့ကြောင်းဖော်ပြထားပါသည် ပိုယမ်မင်းကြီး Francis အားအောင်းမေသတိရခြင်းမှာအမျိုးသားညီညွတ်ရေးဆိုရသည်လွတ်လပ်ပြီးတန်းတူညီမျှကပြည်သူအလုံးရပ်ပန်ခွင့်များအပြည့်အဝရရှိကာဒါရညဉ့်ဉန်းစွာတိုးရှင်တွဲနေထိုင်နိုင်စေမယ့်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန်ဂရေကူပြူချောင်းဖော်ပြပါရှိပါရခင်ဗျာ အခုတစ်ခါတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းကတော့ကာလာလာတာအမှတ်6နှစ်တုံညာတည်ရင်မှဦးစီးပြီးတော်လန်ရေးတီငါတို့အကြောင်းငါတို့တက်ကတူစီစဉ်ဖြင့်လုပ်ငန်းသုံးအခြေခံကွန်ပျူတာသင်တန်းဆင်ပွဲပြုလုပ်ကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။တော်လန်ရေးတီငါတို့အကြောင်းငါတို့တက်ကတူစီစဉ်ဖြင့်အခြေခံကွန်ပျူတာသင်တန်းကိုကာလာလာတာအမှတ်6နှစ်တုံညာတည်ရင်မှဦးစီးပြီးဇန်နဝါရီလ16ရက်နေ့မှစတင်ကဂီနီဘီရှေချန်လွတ်မြောက်နေမြေတနေရာမှာဖွင့်လှစ်တင်ကြားခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါပညာရေးအစီအစဉ်အရဖွင့်လှစ်တင်ကြားခဲ့တဲ့ကွန်ပျူတာအခြေခံသင်တန်းကိုကာလာလာတာအမှတ်6နှစ်တုံညာတည်ရင် အမှတ်98ကိုလီတက်ရင်မှရဲဘော်ရဲမေများနဲ့ဒေသခံလူငယ်များတက်ရောက်တင်ကြားခဲ့ကြပြီးဧပြီလ22ရက်2025ခုနှစ်မှာတနန်းစင်းဘွဲခနာကျင်းပပြီးတနန်းစင်းလက်မှတ်များပေးအပ်ခဲ့တယ်လို့သိရပါတယ်။ဒေါ်လန်ရဲဒီငါတို့ကြောင်းငါတို့တက်ကတူစီစဉ်ဟာကလလတ်တက်အမှတ်96တက်ရင်မှပြုလုပ်တဲ့ပညာရေးစီစဉ်တစ်ခုဖြစ်ပြီးဒေသတွင်းမှလူငယ်များရဲဘော်များဒေါ်လန်ရဲကာလာတွင်ပညာရေးခန်းကဏ္ဍမလစ်ဟင်းစေဖို့ရည်ရွယ်တယ်လို့ဖော်ပြပါတယ်။တနန်းစင်းဘွဲကိုကလလတ်တက်အမှတ်96တက်ရင်ရဲ့တက်ရင်မှုဒုတက်ရင်မှုနဲ့တနန်းပြည်ပြောင်ရေးတာဝန်ခံတို့မှအဖွဲ့မှစကားပြောကြားခဲ့ ကြပြီးစစ်တမ်းသားများနဲ့အတူကလလာတာအမှတ်96 6လေးတရင်မှတောင်းရှိသူများအမှတ်96 2 3 9တရင်မိသားစုပညာရေးကော်မတီမှတောင်းရှိသူများတက်ရောက်ချင်းမြင်ခဲ့ကြတာဒေသတွင်းလူငယ်များရဲ့ပညာရေးအခမ်းကဏ္ဍနဲ့ဤပညာအခမ်းကဏ္ဍများကိုဆွေးနွေးပြောကြားဖို့အတွက်ကရင်နီနိုင်ငံရေးအကျဉ်းသားများစီယုံ KPPA မှလူငယ်ပညာရှင်များလည်းတက်ရောက်ချင်းမြင်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ အခုတခါ2025မလတွင်လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ကြီးအတွက်အများဆုံးအနေနဲ့စကိုင်းတိုင်းဟာ53ကြိမ်ထိတိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မလတွင်မှာမန္တလေးတိုင်းဟာလူအခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး123မှုထိရှိခဲ့ပြီးလေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ကြီးအတွက်အများဆုံးအနေနဲ့ကတော့စကိုင်းတိုင်းဟာ53ကြိမ်ထိတိုက်ခိုက်ခံခဲ့ရပါတယ်။အကြံပေးဆေးအုပ်စုရဲ့2025ခုနှစ်မလတွင်လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှုစုစုပေါင်း648မှုကိုကျူးလွန်ခဲ့ပါတယ်။ဤသို့ပိုင်းနေအိမ်839လုံးစာသင်ကျောင်း9ကျောင်းဘာသာရေး အဆောက်အဦ36လုံးနဲ့ကျန်းမာရေးအဆောက်အဦတလုံးပျက်စီးခဲ့ပြီးတေဆုံးသူ202ဦးနဲ့ထိခဲ့ဒဏ်ရာရရှိသူ338ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတကား ဒေါ်လာတကြံရံမုံငွေပွဲတော်အားတကြံရင်းကများနဲ့ဖြောပြမှုတချို့ကိုပဲဖြစ်လိုက်ပြီးမြမပြည်မြင်ငင်းတန်ဆင့်ပြန်လည်ထူထောင်ရေးရံမုံငွေဈေးအောင်ပွဲဖြစ်ပြင်သစ်မှာကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လာတကြံရံမုံငွေပွဲတော်အားတကြံရင်းကများနဲ့ဖြောပြမှုတချို့ကိုပဲဖြစ်လိုက်ပြီးမြမပြည်မြင်ငင်းတန်ဆင့်ပြန်လည်ထူထောင်ရေးရံမုံငွေဈေးအောင်ပွဲဖြစ်ပြင်သစ်မှာကျင်းပမယ်လို့ La Communauté Barmenti France ကအသိပေးကြေညာပါတယ်။ Masla 28ရက်နေ့မှာပြင်ထန်စွာလုတ်ကပ်သွားခဲ့တဲ့ငင်းရင်ကြောင့်မြမပြည်ရှိမြင်ငင်းဒုက္ခတွေသွေးချင်းမော်မများအားပြင်သစ်ရောက်မြမမိသားစုများကဝမ်းရံ ကူညီပေးနိုင်ရန်နဲ့မြန်မာပြည်အတွက်ဝန်ထဲကြေကွဲခြင်းထိမှတ်ကိုပြသရန်အေဘီလ29ရက်မှာပြုလုပ်မယ်တော်လန်တဂျန်ရမုံငွေပွဲတော်အားတဂျန်ရင်းကာများနဲ့ဖြောပြမှုတချို့ကိုပဲဖြတ်လိုက်ပြီးရင်းငင်းတန်းမှပြန်လည်ထူထောင်ရင်းနဲ့လူဦးအင်အားစုများအတွက်ရမုံငွေဈေးရောင်းပွဲဖြစ်ပြောင်းလဲတက်မှတ်ကျင်းပမှာဖြစ်တယ်လို့ဖော်ပြပါပါတယ်အဲ့ဒီပွဲခဏကိုပြင်သစ်ရောက်မြန်မာပြည်ဘွားမောင်နှမများအားလုံးကိုလာရောက်ကြဖို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့ပြည်တွင်းသတင်းကတော့ငလျင်ကြောင့်နားထတဲ့ဟန်ချက်ညီညီပန်းနိုင်စီကြီးကားကမ်ပိန်းပြန်လည်စတင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငလျင်ကြောင့်နားထတဲ့ဟန်ချက်ညီညီပန်းနိုင်စီကြီးကားကမ်ပိန်းပြန်လည်စတင်နေပြီလို့ပြည်သူဒီမိုကရက်တစ်တပ်တော်ကအသိပေးပေါ်ပြပါတယ်။ကျွန်တော်တို့ဟန်ချက်ညီညီပန်းနိုင်စီကြီးကားကမ်ပိန်းဟာဆိုရင်လွန်ခဲ့တဲ့ဖေဖော်ဝါရီလတွေကလည်းကစထားခဲ့တာဖြစ်ပေမဲ့ငလျင်ကြောင့်ရနားထခဲ့တာတလားနီးပါရှိပါပြီ။ဒါကြောင့်မလို့ဒီရက်မှာပြန်စပြီးဇွန်လ9ရက်နေ့အထိပြုလုပ်သွားမှာပါ။ဟန်ချက်ညီညီပန်းနိုင်စီကြီးကားကမ်ပိန်းဟာပြည်သူဒီမိုကရက်တစ်တပ်တော်မှ၄နှစ်တာကာလအတွင်း ်ပထမဆုံးပြုလုပ်တဲ့ campaign လေးဖြစ်ပါတယ်လို့ဆိုပါတယ်။ campaign ကာလကတော့ဧပြီလ22ရက်နေ့မှပြန်စပြီးဇွန်လ9ရက်နေ့ထိပဲပြုလုပ်သွားမှာပါ။မျော်မှန်း target ကတော့3600ချက်ဖြစ်ပြီးယခုအချိန်ထိ18ရာခိုင်နှုန်းသာရရှိထားသေးတာမို့ပအဝင်ကူညီခြင်းတွေအနေနဲ့ပမာဏသတ်မှတ်ထားတာမရှိဘဲဖြစ်တဲ့အတွက်အဆင်ပြေတဲ့ပမာဏနဲ့ပအဝင်ကူညီလို့ရတယ်လို့ဆိုပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့ပြည်တွင်းသတင်းတွေကို Radio NUG သတင်းတောက်တာဂီနဲ့ Castle တို့ကဖိပုထားတာဖြစ်ပါလေခင်ဗျာ။